ရန်ကုန်မြို့အများပြည်သူပိုင်းတည်ယူပို့ဆောင်ရေးပြည့်စွဲဖို့အတွက်ဇန်နဝါရီလ12ရက်နေ့အထိကားစီ2800ကျော်လာရောက်လျှောက်ထားကြရလို့သိရပါတယ်။သတင်းတောက်ဟိမာဝင်းကတင်ဆက်ပေးမှာပါ။ရန်ကုန်မြို့အများပြည်သူပိုင်းတည်ယူပို့ဆောင်ရေးမှာပါဝင်ပြည့်စွဲဖို့အတွက်လက်ရှိပြည့်စွဲနေတဲ့လိုင်းကားပိုင်ရှင်တွေကိုဇန်နဝါရီလ9ရက်နေ့ကနေ12ရက်နေ့အထိအစိုးပြုလာခေါ်ယူခဲ့တာဖြစ်ပါတယ်။အစိုးပြုလာပေးရဖြစ်တဲ့ဇန်နဝါရီလ12ရက်နေ့ညနေပိုင်းမှာတော့ YBS က မူလကြေညာထားတဲ့ရင်လိုင်း60ကနေတက်လိုင်းထပ်မံတိုးကြေညာလိုက်တဲ့အတွက်ရင်လိုင်း6ရွေးချယ်မှုမှာရင်မိုင်ရှင်တွေအနေနဲ့အခက်အခဲဖြစ်ခဲ့တယ်လို့ရင်မိုင်ရှင်တဦးကပြောပါတယ်။မနေ့က12ရက်နေ့နောက်ဆုံးလို့တော့ပြောတယ်ခင်ဗျ။12ရက်နေ့နောက်ဆုံးဆိုတော့ကျွန်တော်တို့ကလည်း12ရက်နေ့ကိုကျွန်တော်တို့ကဟိုအမိပေါ့နော်ကျွန်တော်တို့ရဲ့စာရွက်စာတမ်းအခြေလက်တွေအပြည့်အစုံနဲ့ကျွန်တော်တို့ရင်မောင်းရင်နောက်လိုက်စရင်းတွေပါကျွန်တော်ကဒီမှာတင်ခဲ့ပါတယ်။ဒါပေမဲ့62ရင်လိုင်းအစ်တိုးတယ်ဆိုတော့ကျွန်တော်တို့မသိရပါဘူးခင်ဗျ။ ဒီမှာလည်းရုံးမှာလည်းစာကတ်မထားပါဘူးအညနေ9နာရီလောက်ကျတော့မှ Facebook မှာတက်လာလို့သိရပါတယ်ဒါပေမဲ့ကျွန်တော်ကဒီဘက်မှာတင်ထားတာလွန်သွားပါပြီဟုတ်ကဲ့ကျွန်တော်တို့ဒီဒီနေ့ပေါ့23 23ရက်နေ့ကိုကျွန်တော်တို့အခုလာပြင်တဲ့အခါမှာနည်းနည်းအခက်အခဲတွေဖြစ်နေပါတယ်ဗျလက်ရှိရန်ကုန်မြို့တွင်းမှာခီးတန်တဲ့တန်းကျော်ကိုရင်လိုက်ပေါင်း300ကျော်နဲ့ ိုင်ငံအစည်းအဝေး၄000ကျော်ကနေ့စဉ်ပို့ဆောင်ပေးနေပါတယ်။ဒါပေမဲ့ဇန်နဝါရီလ16ရက်နေ့မှာပြည်ဆွေးမယ်။အများပိုင်တည်ယူပို့ဆောင်ရေးမှာတော့ဘတ်စကားအစည်းအဝေးက2800ကျော်သာရှိသေးတဲ့အတွက်ခီးတွားပြည်သူတွေအနေနဲ့ရင်စည်းရင်နှဲမှုအပေါ်စိုးရိမ်မှုတွေရှိနေပါတယ်။ဟိုခီးတွားလာတဲ့လူတွေပေါ့နော်။ချောချောမွေ့မွေ့နဲ့ဒီရင်လိုက်နည်းနည်းလေးဟိုပိုတိုးချဲ့ဟိုလိုတယ်လို့တော့ထင်ပါတယ်။ဘာလို့သူတို့58လိုင်းဆိုတော့တမျိုးနယ်ကိုလိုင်းကကားစီးရင်နဲလိမ့်မယ်လို့ထင်ပါတယ်။ အဲ့ဒီအပေါ်ပေါ့နော်လိုင်းများများလေးပြည့်စွဲပေးနိုင်ပိုကောင်းမယ်လို့ထင်ပါတယ်ရန်ကုန်မြို့အများပြည်သူတည်ယူပို့ဆောင်ရေးကိုဇန်နဝါရီလ16ရက်နေ့မှာရင်းလိုင်း60တလိုင်းနဲ့စတင်ပြည့်စွဲမှာဖြစ်ပါတယ်ကျမဟေမာဝင်းပါ